လူရမှုနဲ့ဓမြမှုဘာကွာချားပါတလဲအားလုံးဝင်ကြလာပါရှင်ကျမကတော့ LV Group မြန်မာ Law Firm ကတရားစတော်ရှင်တွေထောက်ခံရှိလို့ဖြစ်ပါတယ်ကျမတို့ Law Firm အနေနဲ့အများပြည်သူတို့သိထားရမယ်ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးနေရှိပါ ရာဇတ်ကြီးပုံမှာ391ပါပြဋ္ဌာန်းချက်အရာလူ9ဦးဖြစ်စီ9ဦးထပ်ပို့သူတို့ကဖြစ်စီပေါ့နော်လူရမှုကိုပူပေါင်းကျွလွန်နေဆိုရင်တော့ဓမြမှုလို့သတ်မှတ်ပါတယ်အဲ့ဒီတော့လူ9ဦးအောက်ဖြစ်မယ်ဆိုရင်တော့လူရမှုလို့ပဲသတ်မှတ်ပါတယ်လူရမှုနဲ့ဓမြမှုက ပြည်တံသတ်မှတ်ချက်တွေကွာခြားပါတယ်လူရမှုအတွက်ပြည်တံကတော့ပုံမှာ392မှာဘလို့ပြဋ္ဌာန်းတယ်လဲဆိုရင်မြည်သူမဆိုပေါ့နော်လူရမှုကို ကျွလွန်နေဆိုရင်ထို့သူကိုအလောက်ကျန်းနဲ့စံနေအထိထောင် ှန်ဖြစ်စေချမှတ်ရမည်ပြင်ငွေရလဲချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ထို့ပြင်ထိုလူရမှုကိုနေဝင်နဲ့နေထွက်ကြအများပြည်သူသွာလာရလမ်းမှာကျွလို့နေဆိုရင်တော့ထောင်နံကို16နှစ်အထိတိုးမြင့်ချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ဓမြမှုအတွက်ပြစ်ဒဏ်ကတော့ပုံမှန်395မှာဘလို့ပြဌာန်းထားတယ်လဲဆိုရင်မိသူမဆိုဓမြမှုကိုကျွလွန်လျင်ထိုသူကိုထောင်နဲ့20ဖြစ်စေအလောက်ကျန်းနဲ့ ထောင်နေစနစ်ထိချမှတ်ရမည်အပြင်ငွေရန်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်ကျမရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုရင်တော့လူရမှုကိုကျူးလွန်တဲ့သူကလူငါးဦးအောက်ဖြစ်မယ်ဆိုရင်တော့လူရမှုလို့ပဲသတ်မှတ်ပါတယ်။လူရမှုကိုကျူးလွန်တဲ့သူကလူငါးဦးဒါမှမဟုတ်ငါးဦးနဲ့အထက်ဖြစ်မယ်ဆိုရင်တော့ဓမြမှုလို့ပဲသတ်မှတ်နိုင်ပါတယ်။နောက်တစ်ပိုင်းမှာကျမသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့အားလုံးကိုအထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။